စာအုပ်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကကြတော့ခုနကကျွန်တော်ရှင်းမပြောခဲ့သလိုမျိုးဒီစာအုပ်နဲ့ပတ်သက်ပြီးတော့စာအုပ်ကလည်းခုနောက်ပိုင်းတွေကလည်းဒီထုတ်ဝေမှုဈေးတွေကြီးလာတာမျိုးလေးရှိရပေါ့နော်ရှိလာတဲ့ခါကျတော့အဲ့လိုမျိုးဒီဈေးဈေးနဲ့ပတ်သက်ပြီးတော့လည်းဟိုစာအုပ်ကပို့ပြီးတော့ဈေးကြီးလာတယ်ဒါပေမဲ့လည်းအကျွန်တော်တို့နောက်ပိုင်းကိုပြောကြရပေါ့နော်ဒီစာအုပ်ဖတ်တာစာဖတ်အားနည်းလာကြတယ်ပေါ့နည်းလာကြတယ်လို့ပြောပေမဲ့လည်းကျွန်တော်တို့ခုနကကျွန်တော်ရဲ့ဒီဝက်ဘက်လိုဟာမျိုးပေါ့နော်ဒါဆိုရှယ်ပလက်ပေါင်းတွေအများကြီးရှိရတာတော့ကျွန်တော်ရွေးချယ်ပြတဲ့ platform ပေါ့နော်အဲ့လိုမျိုးမှလည်းစာအုပ်ကဖတ်လို့ရနေရပဲဒီကတော့စာဖတ်ဖို့ပဲလေနော်စာအုပ်ကြီးကိုကင်ရတယ်ဆိုပေမဲ့လည်းအချို့နေရာတွေမှာလက်လန်းမမီတာမို့လို့နေမှာဆိုလို့ရှိရင်လက်လန်းမမီလို့ဒါမှမဟုတ်နိုင်ငံရဲ့အခြားရောက်နေလို့စာအုပ်မကင်နိုင်လို့ဒါကျွန်တော်တို့မှာ ebook တွေကိုဖတ်လို့ရနေတယ်အဲပြီးလို့ရှိရင်ကျွန်တော်တို့ blog တွေအနေနဲ့ဖတ်လို့ရတယ်ဒါတွေကလည်းဘယ်လိုပြောရမလဲဆိုလို့ရှိရင်ဟိုစာဖတ်ဖို့အတွက်တနည်းအဖြစ်ထောက်ပံ့ပေးရပဲပေါ့နော်အဲတော့ဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်ကတော့စာအုပ်နေမှာမဟုတ်ပဲနဲ့စာဖတ်နေဆိုလို့ရှိရင်ကို အဆင်ပြေတယ်စဒါပါဘာပြောစာဖတ်နေရပဲလေဒါပေမဲ့လည်းကျွန်တော်တို့ဒီဟို BL တို့ပါလို့ဆိုလို့ရှိရင်လည်းဝယ်ကြပါလေကလေးတွေကစာအုပ်စာအုပ်လေးတွေကိုဟိုတမျက်တနို့ပေါ့နော်ဝယ်ပြီးတော့တင်းထားကြတယ်ယူကြတယ်အခုနောက်ပိုင်းမှာဆိုလို့ရှိရင်တချို့ကြတော့လေဟိုဝယ်ကျင်တဲ့စာအုပ်ကိုဒါမဲ့ ဟိုနေရာအခက်ခဲကြမှာချို့ဆိုနေရနေလာရတယ်ချို့ကနိုင်ငံခြားကိုထွက်သွားရတယ်အဲ့ခါကျရင်စောက်လေးတွေကိုနှမျောတဲ့အတွက်ထားဆန်နေရမရှိတဲ့အတွက်တို့အနေနဲ့အဲ့လိုမျိုးစောင်းဝယ်ဝဲနဲ့ဒီလိုမျိုးဝက်ဘက်မှာလာဖက်လို့လည်းရတယ်ပေါ့နော်ကျွန်တော်တို့အနေနဲ့အဲ့ဒါကိုနှစ်လမ်းအနေနဲ့ထားတယ်ပေါ့ကျွန်တော်ဝက်ဘက်ကဆိုင်ရည်သူတွေတော်တော်များများပါပေါ့နော်အကုန်တော်တော်များများပါပဲဘယ်လိုလဲဆိုတော့ဟိုစောင်းအနေနဲ့ဒီ physical bone အနေနဲ့မထွက်နိုင်ထွက်နိုင်တာလည်းရှိရယ်မထွက်နိုင်တာလည်းရှိရယ်ပေါ့နော်အဲ့တော့ စာအုပ်ကိုလည်းဝယ်ပြီးတော့တင်းလို့ရတယ်လို့မျိုးစာအုပ်မဝယ်တာအတွက်လည်းတိတ်ပြီးတော့ feeling မထားဘဲနဲ့ဟိုဖတ်လို့ရနေငယ်ပေါ့နော်ဒါကတော့ပို့ပြီးတော့ကောင်းလာတဲ့ချက်ပါဒီနောက်ပိုင်းဖုန်းလေးဟိုပေါ်လာတယ်ဆိုတာကလည်းပို့ပြီးတော့အဆင်ပြေလာပြီပေါ့နော်စာဖတ်ဖို့အတွက်ထောက်ကူဖြူလာပြူလာတယ်ပေါ့နော်အဲ့တော့စာအုပ်ဒီထုတ်ဝေတဲ့ကိစ္စမှာလည်းအဲ့လိုပဲကျွန်တော်ဆိုလို့ရှိရင်လည်းဒီလိုပဲအမ်ဒီစာအုပ်မပြီးခင်မှာပဲကန်လန်းခံရရပေါ့နော်ဒါလေးကိုထုတ်ချင်တယ်ပြီးတတ်ပြီးသွားရင်တော့ထုတ်ချင်တယ်ပေါ့ဆိုတော့အဲ့မှာနည်းနည်းခက်ခဲဖြစ်တာတော့ဘာဖြစ်လဲဆိုတော့ဒီဟိုပါပေါ့ ကျွန်တော်တို့ကလည်းစာအုပ်ထုတ်ဝေနဲ့တိတ်မရင်းဒီအဲ့လိုမျိုးစာအုပ်ထုတ်ဝေလူကလည်းဒါပထမဆုံးခြေလှမ်းဖြစ်တယ်ဆိုတော့နည်းနည်း conflict ဖြစ်တာလေးတော့အများကြီးကြုံရတာပေါ့နော်အများကြီးကြုံရတယ်ဒါပေမဲ့လည်းအဆင်ပြေပြေပဲကျွန်တော်တို့ဟိုပွဲဥထွက်နိုင်ခဲ့ပါတယ်ပွဲဥထွက်နိုင်ခဲ့ရင်နောက်ပြီးတော့ ပြဿနာဘာမျိုးဘာတစ်ခုရှိလဲဆိုတော့ကျွန်တော်တို့ကဝက်ဘက်မှာရေးတဲ့အခါမှာကျွန်တော်တို့ကတပိုင်းချင်းစီရေးရတာဟုတ်တပိုင်းချင်းစီရေးရဲ ongoing အနေနဲ့သွားရတယ်ဆိုတော့အပိုင်းလိုက်လေးဖတ်လို့လဲစင်ပြေရေးရေးလို့လဲစင်ပြေတပိုင်းချင်းစီကျွန်တော်တို့သွားကြရယ်ပေါ့နော်တပိုင်းချင်းစီသွားကြရတဲ့အခါမျိုးမှာအဲ့ဒါကိုလုံးချင်းအနေနဲ့ပြန်လုပ်တဲ့အခါမျိုးမှာနည်းနည်းလေးပြဿနာရှိလာတာပေါ့နော်ဟိုနည်းပြဿနာရှိရဆိုတာကအဲ့ဒီအပိုင်းအကုန်လုံးချုပ်ရေးဖို့လဲမဖြစ်နိုင်ဟိုပြန်ပြီးတော့တပိုင်းချင်းစီပြန်လုပ်ရတဲ့အခါမျိုးလေးရောသွားတာပေါ့နော်အဲ့အဲ့လိုမျိုးလေးလည်းရှိရှိခဲ့ပေမဲ့တကယ်တကယ်စာအုပ်ထွက်လာတော့လေတော်တော်လေးအဆင်ပြေသွားပါတယ်အဆင်ပြေပြီးတော့ အဆင်ပြေပြေနဲ့ဖြစ်နိုင်သွားတယ်ပေါ့နော်နောက်ထပ်စာအုပ်တွေကလည်းကျွန်တော်ကထပ်ပြီးတော့ထွက်ထွက်ဖို့ရှိပေမဲ့အခုထိရတော့ဆိုလိုကိုကျွန်တော်ဟိုမထွက်ဖြစ်သေးဘူးပေါ့နော်ဒါပေမဲ့အဲ့ရဲ့အရှိမလည်းဒီထုတ်ဝေသူတွေပဲကျွန်တော်တို့ဟွာပေါ့ collaboration တွေအများကြီးလုပ်ခဲ့ပေါ့စာရေးသူတွေနဲ့စာရေးသူ9ယောက်တို့9ယောက်တို့ထည့်ပြီးတော့အဲ့လိုမျိုးရေးခဲ့တဲ့အကြောင်းအရာလေးလေဟိုရှိရပေါ့နော်အဲ့တော့ဒီစာဟွာပါလေဘဘကစာရေးစာရေးအနေနဲ့ကလည်းအခုဆိုလို့ရှိရင်တော့တချို့တလေမှာတော့ဒါပြောတာမျိုးလေးရှိတာပေါ့နော်ပြောတာမျိုးလေးရှိပေမဲ့လည်း ကျွန်တော်တို့အနေနဲ့လည်းကောင်းဆုံးတော့လုပ်ခဲ့ပေါ့နော်လုပ်ခဲ့ဆိုပေမဲ့သူကနေရာတိုင်းမှာကတော့အဲ့လိုပဲပေါ့နော်ဟိုပြဿနာဆိုတာရှိမြဲပဲပေါ့နော်ရှိမြဲပဲဆိုတော့ဟိုဟိုကျွန်တော်ကတော့အကြံပေးချင်တာပေါ့နော်ဒါကတော့ကျွန်တော်အရှိပိုင်းမှာရေးခဲ့တဲ့စာရေးသူတယောက်အနေနဲ့အကြံပေးချင်တာကတော့ဟိုကိုယ့်ရဲ့ community ပေါ့ဒါကျွန်တော်တို့ဘယ်လိုခေါ်လဲဆိုဝက်ဘက် community လို့ခေါ်ရပေါ့နော်အဲ့ဒီမှာဆိုလို့ရှိရင်ကိုယ့်ရဲ့တိုင်းဝိုင်းကိုကိုကဟိုကိုစားပြုနေတယ်ဆိုလို့ရှိရင်ဟို ိုကိုကိုဘိုးပြုတ်ပြီးတော့သွားလို့မရဘူးပေါ့နော်ကိုကိုဘိုးပြုတ်ပြီးသွားလို့မရဘူးဆိုတော့ကခုနပြောသလိုမျိုးအဲဆေးပညာအတိုင်းဝိုင်းပဲဖြစ်ဖြစ်ဒီဟိုလူသဘောတဘာဝအရာပဲဖြစ်စေပေါ့နော်အားလုံးအားလုံးမှာကျွန်တော်တို့ကဟိုတကယ်ဟိုအပြင်မှာလက်တွေ့ဖြစ်တဲ့ကိစ္စဆိုတာရှိတာဟိုအဲ့ခါကျတော့ဟိုခုနဟိုးရင်ကပြောခဲ့သလိုမျိုးဟိုဟာမျိုးဗာလဲဒီဘုံသဘောရဟိုဖြစ်နိုင်တဲ့ personality အများကြီးရှိရဆိုပေမဲ့မဖြစ်နိုင်တဲ့ဟာမျိုးလည်းရှိတော့ရှိတယ်ပေါ့နော်အဲ့အဲ့ခါကြလို့ရှိရင်အဲ့ဒါတွေကိုပါ ကိုကကိုဘဟုပြုပြီးတော့ပဲကို့အတွက်ပဲကိုကြည့်ပြီးရေးမယ်ဆိုရင်ဒါကဒီ community အတွက်စန့်ကျင်တဲ့ဟာမျိုးဖြစ်လာနိုင်တယ်ကိုကိုသူအဲတခြားဘက်ကလက်ညှိုးထိုးစရာဖြစ်လာနိုင်တယ်ပေါ့အဲ့ခါကျတော့ကို့ဘက်ကလည်းအာဒီစာရေးသူတယောက်ဒီဝက်ဘက်မှာနေမဟုတ်ပဲနေဘယ်နေရာမှာဖြစ်စေစာရေးလာမယ်ဆိုလို့ရှိရင်ကိုကကိုစားပြုတယောက်သာဖြစ်နေမယ်ဆိုလို့ရှိရင်အဲ့လိုအပြုံးမခံရအောင်လို့ပေါ့နော်ဟိုပို့ပြီးတော့ ဆင်ကျင်ပြီးတော့ပို့ပြီးတော့လေးလာအထုတ်ပြီးတော့ရေးရမယ်လို့ကျွန်တော်ကတော့ဟိုအကြံပေးချင်ပါတယ်တော်တော်များများလည်းရေးကြပါတယ်အဲ့လိုမျိုးပဲလုံးဝဘူးတုတဘူးတုတပဲဖြစ်ဖြစ်ရတာပဲဖြစ်ဖြစ်ပေါ့နော်ဟိုပို့ပြီးတော့သူတို့စူးစမ်းပြီးတော့ရေးရလဲတွေ့ရလဲခုနောက်ပိုင်းဆိုလို့ရှိရင်ပို့ပြီးတော့ကျွန်တော်တို့ထက်ကိုတော်တဲ့ဟိုစာရေးသူတွေလည်းအများကြီးထွက်လာကြတယ်ပေါ့နော်အဲ့လိုမျိုးရေးလာကြတယ်လဲကျွန်တော်ကလည်းဝမ်းသာပါတယ်အဲအဲ့လိုမျိုးရေးလာတဲ့အခါမျိုးမှာလည်းခုနလိုပဲပို့ပြီးတော့ပြေဆုံးလာအောင်ပို့ပြီးတော့ဟိုအချက်လက်မှတ်ကန်အောင်ရေးလာရခါတွေလည်းရှိတယ်လို့မျိုး ပို့ပြီးတော့အဲဒီလိုအမ်နည်းနည်းပြောစရာဖြစ်လာမယ့်ဟာမျိုးလေးရေးတာမျိုးလည်းရှိရယ်ပေါ့နော်အဲဒါတော့ကျွန်တော်ကတော့ဘာပဲဖြစ်ဖြစ်ကိုကိုဘို့ဟိုပြုနေမဟုတ်ဖဲနဲ့အဲကိုရဲ့ဒီကိုစားပြုထားတဲ့ community ကိုပို့ပြန်ပြီးရောတစ်ချက်စဉ်းစားစေချင်ပါတယ်ပေါ့နော်ဒါကတော့စာရေးသူတွေအတွက်ကျွန်တော်ကအကြံပေးချင်တာပါ